တိုင်းပြည်ရဲ့ပြည်ပြင်ပြောင်းလဲရေးကြာကာလအတွင်းသတင်းရရွာမှာမီဒီယာသမားတွေအနေနဲ့အဆအဆအရာရာသတိထားဆောင်ရွက်တင်တယ်လို့မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂကအကြံပြုပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ခိုင်ပန်းနုကပေးပို့ထားပါရရှင် အစိုးရအသစ်နဲ့တိုင်းပြည်ရဲ့ပြည်ပြင်ပြောင်းလဲဂျာကာလာအတွင်းသတင်းရယူရမှာအစစအရာရာသတိထားဆောင်ရွက်တင်ပြီးသတင်းသမားကျင့်ဝတ်နဲ့အညီဥပဒေပေါင်းတဲ့ကသတင်းရယူတင်တယ်လို့မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂကပြောပါရယ်အခုကကျွန်တော်တို့တိုင်းပြည်ရဲ့ကျွန်တော် transitional period ပေါ့နော်ပြည်ပြင်ပြောင်းလဲအချိန်ဟုံမသေးသေးပါဘူးနောက်ပြီးတော့ဥရေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုရောနောက်မီဒီယာသမားတွေရောအဲတိချာကိုဟိုကြီးညက်နားလဲဖို့အတွက်ကျွန်တော်အချိန်အခါတစ်ခုကိုစောင့်ရပါလိမ့်မယ်ဒီလိုအချိန်တွေမှာအကဲဆက်တဲ့ပြဿနာမျိုးတွေဖြစ်တတ်ပါတယ်ဒီလိုအကဲဆက်တဲ့ပြဿနာဖြစ်လာ ရင်ကျွန်တော်တို့ဒီတိုင်းပြည်ရဲ့ဒီအပြိုသားပြန်လည်တင်းမြရေးရိမှန်းချက်ကိုမထိခိုက်ဖို့အတွက်တယောက်နဲ့တယောက်တိခန့်စိတ်ရှည်ပြီးတော့မှကိုလိုချင်တဲ့ရည်ရွယ်ချက်ကိုဥပဒေပေါင်းတွေကသွားနိုင်ဖို့လိုအပ်တယ်လို့အကြံဉာဏ်ပေးချင်ပါတယ်။မေလ26ရက်နေ့ကစီရိုနာဟိုတယ်မှာပကံဝစားဆင်ရင်မှုနဲ့ပတ်သက်ပြီးဟိုတယ်ကတာဝန်ရှိသူတွေနဲ့မြို့ချစ်မြန်မာရဟန်းတော်များတမကဆွေးနွေးပွဲပြုလုပ်ခဲ့တာကိုသွားရောက်သတင်းရယူရာမှာသတင်းရယူခွင့်ပိတ်ပင်တားဆီးခံခဲ့ရတာနဲ့ပတ်သက်ပြီး MCN ကသတင်းတောက်နေမင်းခါကအခုလိုပြောပါတယ်။ ဆိုတော့လွတ်လပ်စွာသဘောထားရယူခွင့်ဆိုတဲ့နေရာမှာပေါ့ကျွန်တော်တို့ဒီအခုဖြစ်သွားတဲ့လက်ရှိဒီဆီလိုနာကိစ္စပေါ့နော်ဆိုရင်ကျွန်တော်ကကျွန်တော်ကိုကျွန်တော်တို့သွားတဲ့နေရာကတာဝန်ရှိတဲ့သူကိုကျွန်တော်တို့သူတို့ရဲ့ဟို area ထဲမှာလောက်တဲ့တော့ကြောင့်မို့သူတို့ရှေ့ကွန်ပျူတာကျွန်တော်တောင်းတယ်တောင်းပြီးတော့ကျွန်တော်တို့တရင်ယူတယ်လွတ်လပ်စွာဟိုတရင်ယူခွင့်မှာဒီလိုမျိုးကြီးပေါ့ဟိုဘယ်လိုပြောရမလဲဆိုတော့ဒီတရင်ကိုကကိုတောင်းဝင်ကိုလောက်တယ်တရင်နောက်တစ်ယောက်ကကိုတောင်းဝင်ကိုလောက်တဲ့အချိန်မှာဒီဟာကိုလာပြီးဟန်တာတဲ့အနေထားပေါ့နော်ဟန်တာတွေကကျတော့မဖြစ်တင်ဘူးဗျဒီလား အလားတူပဲ area ဓာတ်ပုံသတင်းတော်ကိုမျိုးမျိုးစိုးကိုလည်းမြို့တော်စီမံတရားရေးကော်မတီကပြန်လည်သုံးသပ်ရန်ရှိနေတဲ့ဆက်လုပ်ရေးလုပ်ငန်းခွင်ကိုဓာတ်ပုံရိုက်တဲ့ကိစ္စနဲ့မေလ31ရက်နေ့မှာချင်းချောက်တမ်းမြချင်းခံခဲ့ရပါတယ်။ဒီလိုအုံနဲ့သိတဲ့တားရစီရဲ့လုပ်တယ်ဆိုတာတော်တော်ကြီးဒါတရားဥပဒေစိုးမိုးရေးကိုထိခိုက်တယ်။နောက်ပြီးတော့ကျွန်တော်ကသူတို့လုံခြုံရေးပြောင်းလဲကိုတွားကြိုက်တာမဟုတ်ဘူး။နောက်ဒီအဆောက်အဦကလည်းနိုင်ငံတော်ရဲ့လုံခြုံရေးအဆောက်အဦမဟုတ်ဘူး။လက်နက်စင်ကိုစောင့်နေတာမဟုတ်ဘူး။နိုင်ငံတော်ရှုတ်ဝက်ချက်အဆောက်အဦမဟုတ်ဘူး။ တော့တန်အောင်စောင့်နေတာမဟုတ်ဘူးအဲ့ဒီအတွက်ဒီလွတ်တော်မှာတင်ထားတဲ့အဆောက်အဦကိုတွားရိုက်တာတော့မှာကျွန်တော်တို့ဒီလိုအုံနယ်သိန်းနဲ့ဒါအမြင့်တဲ့လုတ်ကန်ခွင့်မပေးဘူးချင်းချောက်တယ်ဆိုတာတော့ဒါတရားဥပဒေလည်းမစိုးမိုးဘူးမီဒီယာလွတ်လပ်ခွင့်ကိုလည်းဒါထိပါတယ်လို့ကျွန်တော်ပြောချင်တယ်အရင်ဆိုရလက်ထက်မှာသတင်းမီဒီယာလွတ်လပ်ခွင့်ပေးခဲ့ပေမဲ့လည်းအပြည့်အဝမရရှိခဲ့ကြပါဘူးခုလိုအများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာသတင်းရယူတာကိုတာစီပိတ်ပင်ခံရတဲ့ပတ်သက်ပြီးလဲ MCM မီဒီယာကရှုံချအကြောင်းကြေညာချက်တစောင်းထုတ်ပြန်ခဲ့ပါတယ်ကျွန်မခိုင်ပန်းနူပါ